ဒါဖြင့်စိတ်နှလုံးအေးချမ်းအောင်စိတ်တည်ပူပန်မှုမဖြစ်ရအောင်ဘာကိုဖယ်ရှားရမလဲလို့ဆိုလို့ရှိရင်တွေ့တာမှုဖယ်ရှားတွေ့တာမှုတွေရှိနေတဲ့ကြာကာလပတ်လုံးစိတ်နှလုံးအေးချမ်းမှုဘယ်သူမှမရဘူးတွေ့တာမှုသည်စိတ်နှလုံးပူပန်မှုကိုဖြစ်ပေါ်စေတယ်လို့ရသဗျာကိုယ်တိုင်ကလည်းဟောထားတာရှိတယ် ကနာယစာယတိတောကောကနာယစာယတိတောကောတောကဆိုတာကနာချောက်ဖြစ်လာတယ်တတမှုဆိုရဲကနာရှိနေတဲ့ပုဂ္ဂိုလ်တိုင်းပုဂ္ဂိုလ်တိုင်းဟာတောကဘလို့မှရှောင်လွဲလို့မရနိုင်ဘူးတောကကိုရှောင်လွဲခြင်းလို့ရှိရင်ကနာကိုလျှော့ချကြရမှာဖြစ်တယ်လူတိုင်းလူတိုင်းဟာ စိတ်နှလုံးအေးချမ်းပြီးတော့တောကကင်းဝေးစွာနေထိုင်ကြညသို့တော့တကယ်ပဲတောကကင်းဝေးပြီးတော့နေနိုင်ကြသလားဆိုမနေနိုင်ကြဘူးဘာဖြစ်လို့မနေနိုင်တာတော့လို့ဆိုတော့အဓိကအကြောင်းဖြစ်တဲ့ကတ္တမှုကိုမဖယ်နိုင်လို့ပဲ